ဘသူမှမမြင်ဘူးတဲ့ကဘာကျော်အနုပညာရှင်တယောက်အိန္ဒိယမဖြစ်ဖြစ်အုတ်နေရမဖြစ်ဖြစ်သူ့လက်နဲ့ထိလိုက်တဲ့နေရာတိုင်းကို နေချင်းညချင်းဒေါ်လာမီလီယံနဲ့ချီပြီးတန်ဖိုးတက်သွားအောင် လုပ်နိုင်တဲ့အနုပညာရှင်တယောက်ရှိတယ်ဒါပေမဲ့သူ့ကိုဒီနေ့ဒီချိန်ထိဘသူမှမမြင်ဘူးကြောက်ဒီတော့သူကဘသူလဲဆိုတော့ဒီဗီဒီယိုမှာလူရှိထွက်ရတာမကြိုက်တာကြောင့်လားလူရှိထွက်ဖို့အဆင်မပြေတာကြောင့်လားမသိပေမဲ့အခုထိဘသူမှမမြင်ဘူးသေးတဲ့ကဘာကျော်အနုပညာရှင်တယောက်ကြောင့်ပြောပြချင်ပါတယ် ူ့နာမည်ကဘန်စီတဲ့။အနုပညာရှင်ကလူရှိထွက်ရတာမကြိုက်တာမျိုးကျမ်းမာရေးရရှေ့မထွက်နိုင်တာမျိုးဆိုရင်တောင်မှအ ਨੇ ဆုံးတော့သူ့အကြောင်းသူ့တပ်ပုံကိုအိမ်နိုင်ရာရောက်တရင်လာယူကြမဲ့တရင်သမားတွေအများကြီးပဲမလား။ဒါပေမဲ့အခုထိဘန်စီရဲ့သပင်မွေးတပင်ကိုတောင်မှမြင်မှုရတဲ့သူမရှိပါဘူး။ဒီချက်ကပဲဘန်စီကိုပို့ပြီးတော့နာမည်ကြီးလာစေရပါ။ဘန်စီဆိုတာကတော့ပြည်ထောင်နိုင်ငံ Bristol မြို့သား street art ပညာရှင်တယောက်ပါ။ ဒီနေ့ခေတ်လူတွေနဲ့မဆိုင်တဲ့နယံစရေး gravity ပညာရှင်ပေါ့ဒါပေမဲ့ဒါတွေကိုဗန်စီက1960ဝန်းကျင်လောက်မှာကလေးကစလုပ်ခဲ့တာပါဗန်စီကနယံမှာမှုတ်ဆေးဘူးနဲ့ gravity တွေဆွဲတယ်လို့ဆာရွက်ပေါ်မှာလည်းပကြီးတွေဆွဲပါသေးတယ်။နောက်ပြီးလွယ်ကူရိုးရှင်းတဲ့ art installation တွေကို public area တွေမှာဖန်တီးပြသပြီးတော့စစ်နဲ့ငင်းချမ်းရေးကလေးတငယ်အခွင့်အရေးအရင်းရှင်ဝါဒတိုက်ဖြတ်ရေးစတဲ့အကြောင်းအရာတွေကို message ပေးနေတဲ့အနုပညာရှင်တယောက်လို့လူအများစုကသုံးသပ်လက်ခံထားကြပါတယ်။ ဆိုတော့ကိုဖန်တီးထားတဲ့အနုပညာလက်ရာနဲ့အတူရှင်တွဲပြီးလူသိခံရတာကတတောင်တတမဖြစ်ဘူးဆိုတဲ့အနုပညာရှင်တော့မရှိတော့ဘူးလို့ထင်ပါတယ်။ဒါဆိုရင်ဘန်စီကဘာလို့သူ့လက်ရာတွေနဲ့အတူတူရှင်းမထွက်လာတာလဲ။သူပေးနေတဲ့ message တွေကြောင့်လူရှင်းထွက်ဖို့အဆင်မပြေတာလည်းဖြစ်နိုင်တယ်လို့ပုဂ္ဂိုလ်ရေးနဲ့အနုပညာလက်ရာကိုခွဲပြီးတော့လက်ခံစေခြင်းလို့လည်းဖြစ်နိုင်ပါတယ်။လူအများစုကအနုပညာရှင်တွေကိုသဘောကျတဲ့အခါမှာ personal နဲ့ professional ကိုခွဲခြားပြီးတော့မမြင်တာမျိုးလည်းရှိတတ်ကြတယ်မဟုတ်လား။ဖန်တီးမှုကိုတော့ကြိုက်တယ်။ လူကိုမကြိုက်လို့သူ့ဖန်တီးမှုကိုအားမပေးတော့ဘူးဆိုတာမျိုးလည်းရှိတတ်တယ်လို့လက်ရာတွေကဂွမ်းနေပေမဲ့လူကိုသဘောကျလို့အားပေးတာဆိုတဲ့ပြဿနာတွေလည်းရှိကြပါတယ်။ဆိုတော့ဗန်စီကပုဂ္ဂိုလ်ဆွဲနဲ့အားပေးမှုကိုခံယူဖို့ထက်သူ့ဘာသာလွတ်လွတ်လပ်လပ်ဖန်တီးထားတာတွေကိုလူတွေရင်ထဲပုပွင့်လင်းလင်းဝေဖန်သုံးသပ်လက်ခံနိုင်အောင်လုပ်ချင်တဲ့အနုပညာရှင်လို့ပြောရမှာပါ။သူများနဲ့မတူတဲ့သူပေါ့။ဗန်စီတယောက်သူများနဲ့မတူတာကတော့ပြောမနေပါနဲ့။ဖန်တီးမှုတိုင်းကလက်ဖျားခါလောက်တဲ့အခါလေးကျတော့လေယူကြောင်ကြောင်နိုင်နေပြောရမှာလားပဲ။ တခါတော့ကဆိုရင်ဘီဒင်စတာလင်ပေါငွေဆက်ကူပေါ်မှာအလစ်ဇဘက်ဘီယမာကြီးပုံစံဒိုင်ယာနာမင်းသမီးပုံကိုအစားထိုးရေးဆွဲလိုက်တယ်။ငွေဆက်ကူပေါ်ကဘန်ကောက်အင်္ဂလန်ဆိုတဲ့စာသားကို Banksy of England လို့ပြောင်းလိုက်တယ်။နောက်တော့အဲ့ဒီငွေဆက်ကူတွေကိုလူစီကားရဲ့နေရာတစ်ခုမှာကျဲချသွားတော့တာပဲ။တချို့ငွေဆက်ကူတွေပေါ်မှာသူ့လက်မှတ်တောင်ထိုးပေးထားလိုက်သေးတယ်။အဲ့ဒီငွေဆက်ကူကိုရလိုက်တဲ့သူတွေက eBay မှာပြန်တင်ရောင်းကြတာပေါ့ရှင်။ပြန်တင်ရောင်းတယ်ဆိုလို့ဝယ်တဲ့လူရှိပါမလားလို့တွေးနေပြီလား။ ဗန်စီရဲ့လက်ရာတွေကဘယ်သူနဲ့မှမတူတဲ့ဖန်တီးမှုတွေဖြစ်ပြီးတော့ဒေါ်လာသိန်းချီတန်းချီတန်းတဲ့အနုပညာလက်ရာတွေဖြစ်ပါတယ်နော်။ဗြိတိန်က EU ခွဲကနေထွက်တော့မယ်ဆိုတော့ကသူရေးဆွဲလိုက်တဲ့ဗြိတိန်ပါလီမန်ပကြီကားဆိုရင်ဒေါ်လာသန်းချီတန်းကျေးရှိခဲ့ပါတယ်နော်။ပါလီမန်ပုံကိုတော့ဆွဲလိုက်တာပဲ။ဝင်ရောက်ဆွေးနွေးနေတဲ့အမတ်တွေနေရာမှာလူပုံစားချင်ပန်စီမြောက်ပုံတွေကိုရေးဆွဲထားခဲ့တာပဲဖြစ်ပါတယ်။ရည်စရာကောင်းတယ်ပဲဖြစ်ပြောဖန်တီးနိုင်လုံးတယ်ပဲဖြစ်ပြောဗန်စီရဲ့အတွေးက next level ရောက်နေရဆိုတာတော့လက်ခံရမှာပါ။ လူငယ်ဘဝမှာတော့ဘန်စီယာဘရစ်စတောမျိုးလေးမှာရှိတဲ့ခြံတတိုင်းတွေနေရန်တွေမှာ gravity ရဲ့ရေးဆွဲရင်းနဲ့ဖျက်ဆီးခဲ့ပုံရပါတယ်တကယ်တော့ဒါကတရားဝင်တဲ့လုပ်ရမဟုတ်ပါဘူးအများပိုင်းနေရာတွေကိုဖျက်ဆီးတာဆိုတော့အမှုပညာဆိုပေမဲ့လည်းတရားမဝင်တာကမဝင်တာပဲပေါ့လေဒီတော့ဘန်စီအပါဝင် street art ဖန်တီးရဲ့လူငယ်တွေကညာဘက်တွေမှာ gravity တွေဖန်တီးရေးဆွဲကြရတာများပါတယ်နေရန်ပေါ်မှာ gravity တပုံဖန်တီးရေးဆွဲရတာပြောသလောက်မလွယ်သလိုအချိန်တစ်ခုလဲပေးရပါသေးတယ် အညာကျတော့ဘန်စီရိုဂရက်ဗီတီရေးဆွဲနေတော့ရဲတွေရာဝင်ဖမ်းပါတဲ့ပြေးရင်သွားရင်ရဲလက်ကလွတ်အောင်လို့အမိုက်ပုံးနဲ့ဝင်ပုံးနေရင်လည်းအချိန်တို့တွင်းမှာပုံတပုံဖန်တီးနိုင်မယ်ဆိုရင်ဇွဲကျင်တဲ့ပုံလဲပြီးမယ်ရဲဖမ်းတာလည်းမခံရတော့ဘူးဆိုပြီးတွေးမိပါတယ်တဲ့ဒါနဲ့ပဲအိမ်ရောက်တော့စာသားတွေပုံတွေကိုစာရွက်တွေဂတ်ထူပြားတွေသွတ်ပြားတွေပေါ်မှာဆွဲတယ်ကတ်တင်လုပ်တယ်အဲ့ဒီကတ်တင်လုပ်ထားတဲ့ပကြီကားကိုမှနေရန်ပေါ်တိုင်းပေါ်တင်ပြီးတော့မှုတ်ဆေးနဲ့မှုတ်လိုက်တဲ့အခါမှာ ဖန်တီးကျင်တဲ့ပုံကိုဖန်တီးကျင်တဲ့နေရာမှာမမြန်ဆန်ဖန်တီးလို့ရသွားပါတော့တယ်။ဒါနဲ့ပဲအချိန်တူတူနဲ့ပေးကျင်တဲ့ message ကိုရအောင်ခြံထားနိုင်တဲ့အမှုပညာလက်ရာတွေအများကြီးဖန်စီဖန်တီးနိုင်ခဲ့ပါပြီ။အဲ့ဒီတဲကမှကျမတို့အားလုံးရဲ့ရင်းနှီးရဲ့ပုံလေးတစ်ပုံကတော့ဘသူမှမထင်ထားတဲ့ပုံစံနဲ့ကဘာကျော်သွားခဲ့ပါတယ်။ကျမပြောနေတဲ့အဲ့ဒီပကြီကားလေးကတော့လေဝမာလွင့်နေတဲ့သမင်ကုတ်ဝဲလေးနဲ့ကောင်ဝဲလေးဝတ်ထားတဲ့ကောင်မလေးတယောက်ကဟိုးမိုးပေါ်လွင့်တက်သွားတဲ့ဘောလုံးလေးကိုလက်ဆန့်တန်းပြီးလှမ်းယူနေတဲ့ပကြီကားလေးပါ။ အတိပ္ပယ်ရှိပြီးထိမိလွန်းလာသလိုခံစားချက်တွေဖြစ်စေတဲ့ဒီပုံလေးကိုဖန်တီးရေးဆွဲခဲ့သူကဘန်စီပဲဖြစ်ပါတယ်။ဒီနေရာမှာဘန်စီလက်ရာဟုတ်မဟုတ်ဘလို့သိနိုင်လဲလို့တွေးစရာရှိပါသေးတယ်။ဘန်စီဖန်တီးရေးဆွဲထားတဲ့အနုပညာလက်ရာဟုတ်မဟုတ်ဆိုတာကို Pass Control ဆိုတဲ့ website မှာစစ်ဆေးလို့ရပါတယ်။ဘာဖြစ်လို့ဒီလိုစစ်ဆေးမှုတွေပေါ်လာရတာလဲဆိုတော့ဘန်စီကဘယ်တုန်းကမှလူလုံးထွက်ပြခဲ့တာမဟုတ်တော့ကျွန်တော်ဘန်စီပါဆိုတဲ့အယောင်ဆောင်တွေအများကြီးထွက်လာခဲ့ပါတယ်။တနည်းပြောရရင်တော့ဂျင်းကောင်တွေပေါ့ရှင်။ ။ဆိုတော့ဘန်စီကဘသူပဲวะဆိုတာကိုတလောကလုံးဘသူမှမသိကြပါနဲ့။ဘန်စီကိုသိတဲ့တယောက်တော့သူကတော့သူ့ရဲ့မန်နေဂျာစတိလက်ဇရိုက်ဖြစ်ပါတယ်။စတိကသူ့ရဲ့မန်နေဂျာဖြစ်အချိန်တစ်ခုကြာရှေ့ထွက်ပြီးတော့တာဝန်ယူပေးခဲ့သူတယောက်ပါ။ပြာခန်းတွေနဲ့ပြတာလေးမရှိတဲ့ဘန်စီကစတိကြောင့်သူ့အမှုပညာလက်ရာတွေကိုတရားဝင်ပြတာရောင်းချနိုင်ခဲ့တယ်လို့အပေါ်မှာပြောခဲ့တဲ့ Pass Control Website ကိုလည်းတည်ထောင်နိုင်ခဲ့ပါတယ်။ဘန်စီဖန်တီးထားတဲ့လက်ရာအများစုကတကယ်လက်တွေ့လောကမှာ ဘလို့မှဖြစ်လာနိုင်စရာအကြောင်းမရှိတဲ့အရာတွေပဲများပါတယ်။ဥပမာအစ္စရေးနဲ့ပါလက်စတိုင်းစစ်သားတွေခေါင်းအုံချင်းရိုက်ပြီးပျော်ရွှင်နေရမျိုး၊မျက်ရည်ရိုးပုံးကင်ထားတဲ့လူတယောက်ပကြီးမှဘုံအစာပန်းစည်းကိုပြောင်းထည့်ပြီးတော့ရေးဆွဲထားတာမျိုးတွေပေါ့။နောက်တစ်ချက်ကဘန်စီယာကြွက်တွေ၊မြောက်တွေ၊ချင်ပန်စီတွေကိုသဘောကျလို့လား၊ဒါမှမဟုတ်သူ့လက်ရာမှန်းသိအောင်ပြကျင်လို့လားအတိအကျမသိနိုင်ပေမဲ့သူအမှုပညာတော်တော်များများမှာအဲ့ဒီအကောင်ပလောင်လေးတွေကိုထည့်ပြီးတော့မှရေးဆွဲလို့ရှိပါတယ်။ 2010ခုနှစ်မှာဘန်စီကသူကိုယ်တိုင်ဖန်တီးရိုက်ကူးထားတဲ့ Exit Through the Gift Shop ဆိုတဲ့ဒီကွန်မန်ထရီတစ်ခုကိုထုတ်လုပ်ခဲ့ပါတယ်။သူ့အကြောင်းကိုအခြေခံထားရလို့ယူဆရတဲ့ဒီဒီကွန်မန်ထရီကိုကြိုက်တဲ့သူတွေရော မကြိုက်တဲ့သူတွေရောရှိခဲ့ပေမဲ့ဇကာကတော့ Oscar ဆုအတွက်ဇကာတင်စီးရင်တော်ဝင်ခဲ့ပါတယ်။သူများနဲ့မတူတာတွေဖန်တီးရတာကြိုက်တဲ့ဘန်စီဟာအမေရိကန်သွားပြီးတော့လဲ Street Art Project ဆိုတာကိုလုပ်ခဲ့ပါသေးတယ်။သူဆွဲထားတဲ့နယံပကြီးတွေကိုသူ့ Instagram အကောင့်မှာတင်ပြီးတော့လူတွေကိုလိုက်ရှာစီရမျိုးပါ။ ဒါကအထူးဆန်းမဟုတ်ဘူးလို့ထင်စရာရှိရမယ်။ဗန်စီကရည်ရွယ်ချက်ရှိရှိနဲ့ဒီ project ကိုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့လက်ရာတွေကိုညူယောက်မြို့ကနွမ်ပါတဲ့ရက်ကွက်တွေချွတ်တဲ့သူများတဲ့နေရာတွေမှာရေးဆွဲခဲ့တာဖြစ်တဲ့အတွက်သူ့နေရံပကြီးနဲ့အတူတွဲပြီးလက်ပုံရိုက်ချင်သူတွေကအဲ့ဒီနေရာမှာရှိနေတဲ့နွမ်ပါသူတွေကိုအခကျေးငွေတချို့တလေပေးသွားကြလို့ဖြစ်ပါတယ်။နယူးယောက်မှာသူလုပ်ခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့လေ Banksy Dust New York ဆိုတဲ့ documentary ကိုရိုက်ကူးခဲ့ပါသေးတယ်။ ထုံးစံတိုင်းဒီဇယ်လန်းကလည်းဘန်စီအတွက်နာမည်ကျော်အမှုပညာလက်ရာတစ်ခုဖြစ်ခဲ့ပြန်ပါတယ်။ဘန်စီနဲ့မျက်နှာချင်းဆိုင်စကားတွေပြောပြီးဘန်စီကိုယ်တိုင်ဆွဲပေးတဲ့ပကြီကားကိုလက်ဆောင်ရဘူးတဲ့ကောင်လေးတယောက်ရှိပါတယ်။ကောင်လေးကသူ့ကိုဘန်စီမှန်းမသိပါဘူး။ယထာစီးနေတော့အိတ်ထဲကနေပကြီပစ္စည်းတွေပြုတ်ကြပြီးကိုယုတ်ကရဖြစ်နေတဲ့လူကြီးတယောက်ကိုကောင်လေးကပစ္စည်းတွေကူညီပြီးတော့ကောက်ပေးခဲ့ရုံပါ။အဲ့ဒီလူကြီးကသူ့နာမည် Robin Bank ဖြစ်ကြောင်းသူ့ကိုကူညီပေးလို့ကျေးဇူးတင်ကြောင်းပြောပြီးစာရွက်အလွတ်တရွတ်ယူရင်းနဲ့မောက်ဆေးဘူးနဲ့ပကြီကားတစ်ချက်ဆွဲခဲ့ပါတယ် ပြီးတော့ဗကြီကားမှာလက်မှတ်ထိုးပြီးကောင်လေးကိုလက်ဆောင်ပေးခဲ့ပါတယ်။ကောင်လေးလက်ဆောင်ရခဲ့တဲ့ပုံကဘန်စီရဲ့နာမည်ကျော်ပန်းပြစ်သမားဗကြီပါ။အပေါ်မှာကျမပြောခဲ့တဲ့မျက်ရည်ရိုးပုံအစားပန်းစီကင်ထားတဲ့လူတယောက်ဗကြီပေါ့။ဘန်စီကကောင်လေးကိုဒီဗကြီကားကပေါင်1000တန်နဲ့မင်းဘဝအဆင်ပြေပါစေလို့ဆုတောင်းပေးခဲ့ပါသေးတယ်။အိမ်ပြန်ရောက်တော့မှကောင်လေးကဒီပုံနဲ့ပတ်သက်ပြီးအင်တာနက်မှာရှာကြည့်တဲ့အခါမှာသူ送ခဲ့ရတဲ့သူကကမ္ဘာကျော် gravity ဘယင်ကြီးဘန်စီဆိုတာကိုသိခဲ့ရပါတော့တယ်။ ကောင်းလေးပြောပုံရဆိုရင်ဗန်စီကအဝေးအစားနွမ်းနွမ်းဖက်ဖက်ဝေထားပြီးတော့အယောင်မထွက်တော့တဲ့သုံးမွေးအုတ်ထုတ်ဆောင်ထားပြီးအသားဖြူဖြူသပင်ဖြူဖြူဖြောနဲ့အပြာရောင်မျိုးလုံးပိုင်ရှင်ရွှေနောက်နောက်လူတယောက်လိုပုံဖော်ပြပြခဲ့ပါတယ်။ဗန်စီလက်နဲ့ထိသမျှနေရာတိုင်းကပတ်စံဖြစ်သွားတယ်လို့တောင်ဆိုရမှာပါ။ဗကြီးကားစုဆောင်သူတွေထူးဆန်းပွေရာကြိုက်နေတတ်တဲ့တထေးတွေကဗန်စီရေးဆွဲထားတဲ့အုတ်နေရန်တွေအိနေရန်တွေကိုတောင်ဆက်တွေနဲ့ဖက်တောက်တူးယူမရွှေပြီးဝယ်ယူကြလို့ပါပဲရှင်။ တကယ်လို့အခုနေမိတ်ဆွေရဲ့အိမ်နေရာမှာဗန်စီကပုံလေးတစ်ပုံလောက်လာဆွဲလိုက်တာမျိုးလက်မှတ်လေးတစ်ချက်လာထိုးလိုက်တာမျိုးနဲ့တောင်မိတ်ဆွေရဲ့အိမ်ကဒေါ်လာတန်းနဲ့ချီပြီးတော့တန်ကျေးရှိသွားပြီဆိုတဲ့သဘောပါပဲဗန်စီတယောက်မြန်မာနိုင်ငံကိုရောက်လာမလားလို့မပြောနိုင်ဘူးမလားအမြဲတမ်းအစ်စ်အစ်တွေဖန်တီးတဲ့ဗန်စီက2015ခုနှစ်မှာ Dismolan ဆိုတဲ့ကစားကွင်းကိုတည်ဆောက်ခဲ့ပါတယ်။ Disneyland ကိုအတူယူပြီးတော့လုပ်တယ်လို့ပဲဆိုကြပါစို့ ။ဒါပေမဲ့မတူတာကဘာလဲဆိုတော့ Disneyland ကပျော်စရာဇာတ်ကောင်တွေရှိတဲ့ကြည်နူးစရာ ကစားကွင်းဖြစ်ပေမဲ့ Banksy ရဲ့ Disneyland ကတော့စိတ်ညစ်စရာကြောက်စရာစိတ်မသက်မသာဖြစ်စရာတွေနဲ့ပြည့်နှံ့နေတဲ့ကစားကွင်းတစ်ခုဖြစ်ပါတယ်။တချို့ကလည်း Disneyland ရဲ့နောက်ွယ်ကအရှုပ်ထုပ်တွေကိုတွေ့ဝိုက်ပြီးဖော်ပြနေရလို့ထင်ကြေးပေးကြပါသေးတယ်။ကဘာကိုအကြီးအကျယ်လှုပ်ခတ်သွားစေတဲ့ Banksy ရဲ့လက်ရာတစ်ခုကတော့ Israel နဲ့ Palestine နယ်စပ်ကတိုင်းကြီးပေါ်မှာဆွဲခဲ့တဲ့ပကြီးပဲဖြစ်ပါတယ်။အဲ့ဒီပကြီးမှာ ကလေးလေးနှစ်ယောက်ကထိုင်ဆော့နေတဲ့ပုံစံကိုရေးဆွဲထားပြီးသူတို့ဘော်ကတတိုင်းကြီးကအပေါက်ဖြစ်နေတဲ့အောင်ရေးဆွဲထားပါတယ်။အဲ့ဒီအပေါက်ထဲကမြင်ရတဲ့မြင်ကွင်းကတော့တာယာလှပတဲ့ကမ်းခြေတစ်ခုရဲ့အစိပ်ပိုင်းဖြစ်ပါတယ်။တဘောကတော့တတိုင်းကြီးရဲ့ဒီဘက်ကကလေးတွေနဲ့လူတွေဟာဘဝချမ်းမှာဘာတွေရှိလဲဘာတွေဖြစ်နေလဲဆိုတာဘယ်သူမှမသိကြပါဘူး။လူစိတ်သဘောအရဆိုရင်တော့သိကျင်ကြမှာပဲပေါ့။ဒါကိုကွက်ကွက်ကွင်းကွင်းမြောင်ဗန်စီကဖန်တီးရေးဆွဲထားတာဖြစ်ပါတယ်။အကြမ်းဖက်မှုတွေ၊စစ်ပွဲတွေ၊အစ္စရေးနဲ့ပါလက်စတိုင်းဒေသတွေမှာ ဘာတွေဖြစ်နေလဲဆိုတာကဘာကြီးကသိမြင်နိုင်ဖို့ဗန်စီကသူ့လက်ရာတွေနဲ့ပြပေးခဲ့ပေမဲ့အဲ့ဒီဒေတာမှာရှိနေတဲ့လူတွေကသူ့ကိုလုံးလုံးသဘောကျတာတော့မဟုတ်ပါဘူး။သူဖန်တီးခဲ့တဲ့ The Man Who Stole Banksy ဆိုတဲ့ဒီကူမတ်ထရီမှာ Israel စစ်သားကမီးတကောင်ကို ID စစ်နေတဲ့ပုံထည့်သွင်းပြသခဲ့ပါတယ်။တကယ်ကအဲ့ဒီဒေတာမှာမီးဆိုတာအတော်လေးအသုံးပြမှုများတဲ့တရိတ်ဆန်ဖြစ်တယ်လို့အသုံးမကျတဲ့လူတွေလူပြင်းတွေကိုမီးနဲ့ခိုင်းနိုင်ပြီးပြောလို့ရှိပါတယ်။ဒီတော့ Banksy က ပါလက်စတိုင်းတွေကိုမီးနဲ့နှိုင်းတယ်လို့ဖြစ်သွားတဲ့အတွက်အဲ့ဒီပြည်သူတွေကဗန်စီကိုစိတ်ဆိုးကြပါသေးတယ်။ကဘာကျော်တဲ့ကိစ္စတွေကိုဖန်တီးတတ်သူလို့တင်စားရမယ့်ဗန်စီက2018ခုနှစ်မှာကဘာတမိုင်းတစ်လျှောက်အထူးဆန်းဆုံးကိစ္စတစ်ခုကိုဖန်တီးခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကနာမည်ကြီးလေလံပွဲတစ်ခုမှာဗန်စီရဲ့နာမည်ကြီးအနုပညာလက်ရာဖြစ်တဲ့ဘူပေါင်းကိုလက်ဆန့်ပြီးဖမ်းနေတဲ့ကလေးမလေးပကြီးကို လေလံတင်နေရဖြစ်ပါတယ်။အပြိုင်ဆိုင် လေလံဈေးတွေပေးခဲ့ကြပြီးတဲ့နောက်ဒေါ်လာ 1.4ဘီလီယံနဲ့လေလံအောင်ခဲ့ပါတယ်။လေလံအောင်မြင်ကြောင်းကြေညာချက်တုံးထုပြီးပြီးချင်းပါပဲ။ဗဂျီကားကဘောင်ထဲကနေဖြည်းဖြည်းချင်းနှိမ်ဆင်းလာပြီးတဝက်ကျော်လောက်မှရက်တန့်သွားခဲ့ပါတယ်။တကယ်တော့ဘန်စီကဗဂျီကားဘောင်ထဲမှာဆက်ကူဖြတ်ဆက်ကိုထည့်သွင်းထားခဲ့တာပါ။ဒီတော့ဗဂျီကားကအလိုအလျောက်ဖြတ်တောက်ခံလိုက်ရပြီဆိုတဲ့သဘောပါပဲ။ကဲဒေါ်လာ1.4ဘီလီယံတန်ကျေးရှိတဲ့ဗဂျီကားကြီးပျက်စီးသွားခဲ့ရပါပြီ။ဘန်စီကတော့နောက်တနေ့မှသူ့ဝက်ဘ်ဆိုက်ကနေ going 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 ဆိုတဲ့စာသားနဲ့အတူဝကြီးကားပေါင်ထဲမှာစာရွက်ဖြတ်ဆက်ထည့်ထားပုံတွေကြိုတင်ပြင်ဆင်စမ်းသပ်ပုံတွေကိုရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်ကိုပါတင်ခဲ့ပါတယ်လူတွေကအနုပညာလက်ရာတွေကိုငွေနဲ့တန်ဖိုးဖြတ်လုံးနေဆိုပြီးတော့ဘန်စီကခံယူတဲ့အတွက်အခုလိုလောက်ရမျိုးလောက်ခဲ့တာလို့ဆိုပါတယ်သူ့ရဲ့လက်ရာကိုဒီလိုလေလံတင်ပြီးရောင်းစားရင် ဖြက်စီးပစ်ဖို့အရင်ကတည်းကဘန်စီတယောက်ကြံစီထားတာပါအဲ့ဒီနေ့ကလည်းပွဲထဲမှာသူကိုယ်တိုင်ရှိခဲ့ပုံပါပဲ ဆိုတော့ဒေါ်လာ1.4ဘီလီယံတန်တဲ့ပကြီကားကိုဝဲလိုက်ရုံပဲရှိတော့တာပေါ့လို့အားလုံးကတွေးကြမှာပေါ့လေလံအောင်သွားတဲ့ပကြီကားပိုင်ရှင်ကအဲ့ဒီတိုးလို့တန်လန်းဖြစ်နေတဲ့ပကြီကားကိုဖန်ပုံးနဲ့ထည့်ပြီးထပ်မံလေလံတင်ခဲ့ပါတယ်လေလံပြန်တင်ဖို့သူစိတ်ကူးရခဲ့ပုံကိုပိုင်ရှင်ကဒီလိုပြောပါတယ်ဘယ်ပကြီဆရာကမှလေလံပွဲမှာအမှုပညာလက်ရကုန်ဖန်တီးဘူးဒါပေမဲ့ဗန်စီကတော့လူတွေအများကြီးနဲ့မီဒီယာတအုပ်ကြီးရှိနေတဲ့လေလံပွဲထဲမှာဒီကိစ္စကိုဖန်တီးခဲ့တယ် ဒါဟာတမိုင်းတစ်ချောင်းပထမဆုံးနဲ့အထူးခြားဆုံးဖြစ်ရမလားဒီတော့တမိုင်းဝင်အမှုပညာလက်ရာတစ်ခုအနေနဲ့လေလံပြန်တင်ရတာပါတဲ့တကယ်ကိုပဲတဝက်တပြက်ဖြတ်တောက်ခြင်းခံထားရတဲ့ဗန်စီရဲ့ပကြီးကဟာမူလထက်နှစ်ဆမြင့်နဲ့လေလံစေးရရှိခဲ့ပါတယ်အခုချိန်မှာအသက်60ကျော်ရှိနေပြီလို့ခမန်းခြင်းခံထားရတဲ့ဗန်စီဟာတမူထူးခြားတဲ့အမှုပညာဖန်တီးမှုအည်သွေးတွေကိုသူ့အသက်နဲ့ခန္ဓာတည်မြဲနေခြင်းအထိဖန်တီးနိုင်မဲ့အမှုပညာရှင်မျိုးဖြစ်ပါတယ် လူတွေကလည်းဘန်စီရဲ့လက်ရာတွေဘန်စီပေးမဲ့ message တွေကိုသဘောတကျမျှော်လင့်ရင်းနဲ့အတိတ်ပဲပြေးွားတဲ့အမှုပညာလက်ရာတွေနောက်ွယ်ကဘန်စီဆိုတဲ့အမှုပညာရှင်ကိုမြင်ဘူးနေကြပါရဲ့ရှင်။ကျမကတော့ဘန်စီရဲ့အကြောင်းပြပြနေရင်းနဲ့မှမတူကွဲပြားခြင်းမှအရေးအသွေးကိုပေါင်းထည့်နိုင်ရင်ကဏ္ဍဝင်တွင်နိုင်တဲ့ဆိုတဲ့အတွေးကိုရမိပါတယ်။မိတ်ဆွေတို့ကရောဘန်စီအကြောင်းကနေဘာတွေများရလိုက်ပါသလဲ။အားလုံးလည်းသိသွားအောင်လို့ကိုယ့်ရဲ့အတွေးမြင်တွေကိုလွတ်လွတ်လပ်လပ်နဲ့ဆွေးနွေးကြပါအောင်ရှင်။ ရွှေနှုတ် app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖွင့်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရွှေနှုတ် facebook page မှာမြင်မြင်နိုင်ပါတယ်ရှင်။